်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်မရှင်က၎င်းတို့၏အတူရောင်ရွေးကောက်ပွဲကိုအာယုံဆိုင်လာစေရန်905ကကြီးဖြင့်ဖမ်းဆီးထားသူ824ဦးကိုပြန်လွှတ်ပေး၍9580ကိုအမှုရုပ်သိမ်းကြောင်းကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်မရှင်ကမေဆန္ဒရှင် ပြည်သူများအားလွတ်လပ်စွာဆန္ဒမဲပေးနိုင်စေရည်အတွက်ဟုဆိုကပုံမှန်905ကကြီးဖြင့်ဖမ်းဆီးထားသူ 824ဦးနှင့်905ကကြီးဖြင့်တရားစွဲဆိုထားသူ9580ဦးတို့ကိုပြစ်ဒဏ်လျှော့ပေါ်၍လူငင်ခွင့်ပေးခဲ့ကြောင်းယနေ့နိုဝင်ဘာ26ရက်ညပိုင်းတွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။စစ်ကော်မရှင်သည်ပုံမှန်905ကကြီးအရာပြစ်ဒဏ်ချမှတ်ခံရပြီးအကျဉ်းထောင်နှင့်အချုပ်ထောင်များတွင်ထောင်ဒဏ်ကျခံနေသူ824ဦးကိုပြစ်ဒဏ်လျှော့ပေါ်မှုနှင့်ပြစ်ဒဏ်မှလူငင်ခွင့်ပေးထားပါသည်။ထို့လူငင်ခွင့်သည်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401တိအရာ အသုံးပြုခြင်းဖြစ်ပြီးနောက်တစ်ကြိမ်ပြမှုကျူးလွန်ပါကလက်ရှိနှစ်ကြန့်ရှိသည့်ပြစ်ဒဏ်များကိုဆက်လက်ကြခံမည်ဟုဆိုထားပါသည်။ထို့ပြင်905ကကြီးမဟုတ်သည့်အမှုအမျိုးအစားများဖြင့်ပြစ်ဒဏ်ကြခံနေသူ2361ဦးကိုလည်းအတူတကွပြစ်ဒဏ်လျှော့ပေါ်ပြီးလူငင်းခွင့်ပေးထားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ရှင်ပြင်လက်ရှိတွင်905ကကြီးဖြင့်တရားစွဲကစစ်ဆေးခံရသူများနှင့်ထွက်ပြေးတိမ်းရှောင်နေသူ9580မှုကိုလည်းအမှုရုပ်သိမ်းခြင်းပြုလုပ်ထားကြောင်းစစ်ကော်မရှင်ကထပ်မံကြေညာခဲ့ပါသည် ယခုကဲ့သို့ပြစ်ဒဏ်များမှပယ်ချပေးခြင်းသည်မေဆန္ဒရှင်ပြည်သူအလုံးမဲပေးပိုင်권မဆုံးရှုံးစေရန်နှင့်မကြမီကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လွတ်လပ်မျှတစွာမဲပေးနိုင်စေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ရေးသားထားပါသည်အဆိုပါကြေညာချက်တွင်အမေအယအောင်လင်းထွေအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီအမှုဆောင်ကျော်ဟုဖော်ပြထားပါသည်စစ်ကော်မရှင်ကထို့သို့လှုပ်ဆောင်ခြင်းသည်မကြမီကျင်းပမည့်အထူးရောင်ရွေးကောက်ပွဲအပေါ်လူလူ၏အမြင်များပြောင်းလဲစေရန်နှင့်၎င်းတို့၏ထိန်းချုပ်မှုကို ပုံမခိုင်မာစီရန်လှုံ့ဆော်လာခြင်းဖြစ်သည်ဟုတုံ့တက်မှုများရှိပါသည်ဆက်လက်ပြီးပိမိနေတဲ့ဈာဖြန့်လုံသားများအသက်အန္တရာယ်စိုးရိမ်ရသဖြင့်နိုင်ငံတကာကမြန်မြန်လာရောက်ရန် KNU ဖိတ်ခေါ်တဲ့ဆွေးနွေးတင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်ကရင်ပြည်နယ်မြဝတီမြို့နယ်ဖလူမင်းလက်ပန်ဒေတာကအွန်လိုင်းကုလိန်ဈာဖြန့်လုပ်ငန်းအဆောက်အအုံတွေကိုကရင်မြို့သားအစည်းအရုံး KNU ကထိန်းချုပ်လိုက်ပြီးအဆောက်အအုံအတွင်ပိမိနေတဲ့နိုင်ငံအများကြီးကနိုင်ငံသားတွေအတွက်အသက်အန္တရာယ်စိုးရိမ်ရတာကြောင့်နိုင်ငံတကာကမြန်မြန်လာရောက်လေးလာကြဖို့ KNU ကနိုဝင်ဘာ25ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာ21ရက်မှာမြောက်ဒီမြို့ရဲ့တောင်ဘက်16ကီလိုမီတာလောက်ဝေးတဲ့ဖလူမင်းလက်ပံဒေသနာကိုစစ်ကောင်စီတပ်နဲ့ TKPA တပ်တို့ကအင်အားသုံးထိုးဆစ်ဆင်ခဲ့လို့ KNU တပ်ဖွဲ့တွေနဲ့ထိတ်တိုက်ပစ်ခတ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး DGPA တပ်ဖွဲ့တွေတက်ဆွဲတိုက်ခိုက်ခဲ့တဲ့နေရာကိုရှင်းလင်းရမှာ DGPA တပ်ဖွဲ့ဝင်အနည်းဆုံးအယောက်230လက်နက်ချပြီးအခြေချစခန်းကို KNU ကထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီနေရာဟာနိုင်ငံပေါင်းစုံကထောင်ချီတဲ့လူတွေကိုဂိတ်အထက်ထပ်ပိတ်ပြီး online ငွေလိမ်လုပ်ငန်းလုပ်တဲ့ခြံဝင်းဖြစ်တာကို KNU တပ်ဖွဲ့တွေတွေ့ရှိခဲ့လို့လူတွေမထွက်ပြေးနိုင်အောင်ခြံဝင်းပပတ်လေးကိုသွာလာတာကန့်သက်ခဲ့တယ်လို့ဆိုပါတယ်လူပတ်ထက်ဆက်နေရမှာတော့ပိတ်မိသူတွေကိုဘေးကင်းရဖို့ပို့ငွေလိပ်လုပ်ငန်းကိုကွင်းစင်အကဲဖြတ်ဖို့မြေပြင်အကဲဖြတ်အဖွဲ့ကိုဖွဲ့ခဲ့တယ်လို့ KNU ကောင်းဆောင်ပိုင်းတွေဟာသက်ဆိုင်ရာထိုင်းနဲ့နိုင်ငံတကာအာဏာပိုင်တွေအေဂျင်စီတွေစီ ချက်ချင်းအကြောင်းကြားခဲ့ပြီးဖြစ်ရက်ကိုစနစ်တကျဂိုင်တွယ်ဖြေရှင်းဖို့အတွက်လမ်းညွှန်မှုရအောင်တိုင်ပင်ဆွေးနွေးအကြံပြုတောင်းခံခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ23ရက်နေ့မနက်မှာ KNU ရဲ့တပ်ဖွဲ့တွေကလုံခြုံရေးပိတ်ထားပြီးမြေပြင်အကဲဖြတ်အဖွဲ့ကိုခြံဝင်းတဲ့စစ်လွတ်ပြီးနောက်ပိမိနေသူတွေငွေလေးအလုသမားတွေကိုဘေးသူဘဝဖြစ်တယ်ဆိုတာဖော်ထုတ်တာတတိကံချက်တွေစုဆောင်းတာအထောက်အထားတွေတင်တာတို့ကိုလှုပ်ဆောင်ခဲ့တယ်လို့ ထောင်ချီတဲ့လူတွေတဲကထိုင်းနိုင်ငံသားတွေမိခင်နဲ့ကလေးတွေကိုနေရပြန်ပို့နိုင်ရတဲ့အတွက်ဦးစားပေးဆွေးနွေးလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ပထမနေ့မြေပြင်အကဲဖြတ်ချက်ကနေတွေ့ရှိတာကတော့လေးတဲ့အဆောက်အုံနှလုံးစီးယုံတယုံနဲ့လူနေအိမ်အဆောက်အုံတွေအပါအဝင်ကွန်ကရစ်အဆောက်အုံ20လောက်ကိုရှာဖွေတွေ့ရှိခဲ့ပြီးလူ2000လောက်တွေ့ရတယ်လို့ဆိုပါတယ်။ပထမနေ့မှာအီသီယိုးပီးယားရဝန္ဒာအီဂျစ်ထိုင်းလာအိုဖိလစ်ပိုင်တယုံနဲ့မလေးရှားနိုင်ငံတို့ကလူဦးရေအမှုသမီ83ရောင် အမျိုးသား333ရောင်စုစုပေါင်း396ရောက်ကိုဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ပြီးထိုင်းနိုင်ငံသား28ရောက်ကိုတော့ထိုင်းအာဏာပိုင်တွေစီလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါရယ်ဒုတိယနေ့မှာတော့မြေပြင်အကဲဖြတ်အဖွဲ့ဝင်တွေထတ်တိုးလွှတ်ခဲ့ပြီးတရုတ်ဖင်္ဂလားဒေ့ရှ်ဟောင်ကောင်ထိုင်ဝမ်နဲ့မလေးရှားနိုင်ငံတို့ကအမျိုးသမီးလျောင်အမျိုးသား341ရောက်တို့ကိုဖော်ထုတ်နိုင်ခဲ့ပြီးဒီနေ့ရက်အတွင်းကွန်ပျူတာအလုံးပေါင်း2000လောက်ဖုန်းအလုံးကြီး1000လောက်ကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါရယ် တရုတ်နိုင်ငံသား36ယောက်ကိုထိုင်းအနာပိုင် တွေစီလွှဲပြောင်းပေးခဲ့တယ်လို့လည်းထုတ်ပြန်ဖော်ပြထားပါတယ်။ရှာဖွေမှုတွေကနေ2016ခုနှစ်ဩဂုတ်2ရက်ရက်စွဲနေမြန်မာ Future Star Company Limited ရဲ့ကုမ္ပဏီမှတ်ပုံတင်စာရွက်အပါအဝင်တခြားအရေးကြီးစာရွက်စာတမ်းတွေကိုတွေ့ရှိခဲ့ပြီးမိခင်တက်တာတွေ၄ပေ6ပေလောက်ကျဲ့ပြီးထိုင်းကုန်းတစ်လုံးစီပဲရှိတဲ့အလုံးပိတ်ခန်းတွေတွေ့ရတယ်လို့ဆိုပါတယ်။ငွေလင်းအလုသမားတချို့ဟာလူအသက်သေးစေနိုင်တဲ့လက်နက်တွေခြင်ထားတာတွေ့ရတယ်လို့ အလုတ္တမားနဲ့ခေါင်းဆောင်တို့ဟာ KNU မြေပြင်အခဲဖြတ်အဖွဲ့ရဲ့စုံစမ်းစစ်ဆေးတာကိုမဖူပေါင်းပဲဂလန်ကဆတ်လောက်တောင်သူတို့ကိုထိုင်းအာဏာပိုင်တွေစီမပို့ပဲမြန်မာပြည်ရင်းထွက်ပြေးခွင့်ပေးဖို့လက်ထိုးတာတွေချုပ်ညားနေလို့လဲဆိုပါတယ်။နိုဝင်ဘာ25ရက်မှာတော့အတီကန်ဒရုန်းတိုက်ခိုက်တာတွေရှိမယ်လို့အလုတ္တမားတွေကကြားပြီးအလုတ္တမားရာပေါင်းများစွာဟာခြံတွေကထွက်ပြေးဖို့ကြိုးစားခဲ့ကြသေးတယ်လို့ဆိုပါတယ်။ဖလူမင်းလက်ပန်ဒေတာအနီးတစ်ဝိုက်မှာစစ်ကောင်စီကဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဖြစ်နေလို့အခြေအနေဟာ ညဉ့်ဉန်ပြောင်းလဲနေပြီး KNU မြေပြင်အဖွဲ့နဲ့အဆောင်အုံတဲမှာပိတ်မိနေတဲ့နိုင်ငံအများကြီးကနိုင်ငံသားတွေအတွက်အသက်အန္တရာယ်စိုးရိမ်ရတာဟာအချိန်နဲ့အမျှတိုးလာနေတယ်လို့ထုတ်ပြန်ပါတယ်။ပြီးတော့ online ဝယ်လိမ်လုပ်ငန်းကို KNU တပ်ဖွဲ့တွေကထိထိရောက်ရောက်စုံစမ်းစစ်ဆေးအထောက်အထားစုနိုင်မှာမဟုတ်တာကြောင့်နိုင်ငံတကာကလေးနက်မြန်ဆန်စွာပူးပေါင်းဆောင်ရွက်ပေးဖို့အလီအနက်တိုက်တွန်းတောင်းဆိုတယ်လို့ KNU ကဆိုပါတယ်။အခုချိန်ထိသိသိရမိခဲ့တဲ့ဖြစ်စီအထောက်အထားအားလုံးကို KNU နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အာဏာပိုင်တွေရဲ့ကျွမ်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေစီလွဲပေးမှဖြစ်တယ်လို့ဖလူမင်းလက်ပံကစကန်စင်တာဟာနိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေအတွက်လက်တွေ့ဖြစ်ရတဲ့ခုအနေနဲ့လှိလာနိုင်ဖို့အင်မတန်မှအရေးကြီးတဲ့အခွင့်အလမ်းဖြစ်တယ်လို့လည်းဆိုပါတယ်။ဆက်လက်ပြီးအပူဆောင်ကောက်ွယ်ရေးဘတ်ဂျက်ဒေါ်လာ40ဘီလီယံဘိုးလောက်အထိတိုးမြင့်နိုင်ဖို့ထိုင်ဝမ်စီစဉ်နေတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အပူဆောင်ကောက်ွယ်ရေးဘတ်ဂျက် ဒေါ်လာ40ဘီလီယံဘူးလောက်ထိတိုးမြင့်သုံးဆွဲနိုင်ဖို့ထိုင်ဝမ်အစိုးရကကြိုးစားနေကြောင်းသိရပါဗျ။တရုတ်နိုင်ငံရဲ့ချိန်ချောင်းမှုတွေပုံမကြီးထွားလာနေတဲ့အခြေအနေမှာထိုင်ဝမ်ဟာကိုကိုကိုကောက်ကွယ်နိုင်စွမ်းကိုထိထိရောက်ရောက်မြင့်တင်ဖို့ပိုပြီးအရေးတကြီးလိုအပ်လာနေတယ်လို့ထိုင်ဝမ်သမ္မတလိုင်ဂျင်တေကနိုဝင်ဘာ26ရက်နေ့မှာပြောကြားခဲ့ပါဗျ။တရုတ်ဟာထိုင်ဝမ်ကိုပိုင်နက်နေပြီတခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးတိုက်ခိုက်သိမ်းယူမယ်လို့ပါချိန်ကြောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်ဝမ်ကတော့အတိအကျလွတ်လပ်ခွင့်နဲ့ ရက်တိမှုကိုပဲလိုလားနေပါတယ်။လွန်ခဲ့တဲ့9နှစ်တာအတွင်းတရုတ်ဆိုရဟာထိုင်ဝမ်ဆိုတာတရုတ်ရဲ့ပိုင်နက်ဖြစ်ကြောင်းဝါရဖြန့်ပုံဖော်တဲ့အာထုံးမှုတွေကိုပို့ပြီးအရှိန်မြှင့်လာတဲ့အပြင်စစ်ရေးအရာလည်းချိန်ချောက်မှုဆန်တဲ့ဖိအားပေးမှုတွေကိုချက်ထွင်လာခဲ့ပါတယ်။ဂျပန်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကထိုင်ဝမ်အနေနဲ့ခုခုကိုကောက်ွယ်ဖို့အတွက်စရိတ်စက်ကပုံမှန်မြင့်တင်အသုံးပြုတဲ့ကြောင်းတိုက်တွန်းတောင်းဆိုလာခဲ့ပါတယ်။ ။ဩဂုတ်လမှာတော့လိုင်ကသူ့နိုင်ငံရဲ့20 GPT တွေက900ခိုင်နှုန်းအထိအချိုးစားကိုကောက်ွက်ရေးအတွက်အသုံးပြုဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့မှုပါတယ်။လိုင်ဟာလာမယ့်နှစ်အတွက်ကောက်ွယ်ရေးအသုံးစရိတ်ဒေါ်လာဘီလီယံ30ကျော်ကိုအသုံးပြုခွင့်ရဖို့အတွက်လွှတ်တော်ကိုတင်ပြထားပြီးဖြစ်ပါတယ်။ဒါဟာနိုင်ငံရဲ့ GDP ပမာဏ3.3%ရာခိုင်နှုန်းနဲ့ညီမျှပါတယ်။နိုဝင်ဘာ26ရက်နေ့မှာမိတ်ဆက်ကြေညာခဲ့တဲ့အဖို့ဆောင်ကောက်ွယ်ရေးအသုံးစရိတ်ဒေါ်လာ40ဘီလီယံကတော့လာမယ့်နှစ်တွေအတွင်းနှစ်အလိုက်ကောက်ွယ်ရေးအသုံးစရိတ်တွေအပြင် လိုအပ်တဲ့အပိုင်းတွေမှာဖြည့်တင်းသုံးဆွဲဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။သမိုင်းကြောင်းကိုပြန်ကြည့်ရင်ကျူးကျော်စစ်တွေရဲ့နောက်ဆုံးအနှစ်ချုပ်ရည်ရွယ်ချက်ကတော့ကျူးကျော်ခံရတဲ့နိုင်ငံကိုဂျုံပြူဖို့သာဖြစ်တယ်လို့လိုင်ကပြောပါတယ်။ထိုင်းဝမ်ဟာအမျိုးသားလုံခြုံရေးကဏ္ဍနဲ့ပတ်သက်ရင်နည်းနည်းလေးမှပေါ်ရွက်လိုက်လို့မရဘူးလို့လည်းသူကဆိုပါတယ်။အချုပ်ချာအာဏာခိုင်မာရေးလွတ်လပ်မှုနဲ့ဒီမိုကရေစီတွေဆိုတာကနိုင်ငံရဲ့လုံ့ဝအထီးကိတ်မခံနိုင်တဲ့အခြေခံစံတန်ဖိုးတွေဖြစ်တယ်လို့လိုင်းကပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့လက်ရှိသမ္မတတပ်တန်းမှပထမဆုံးအခြေအဖြစ်ထိုင်ဝမ်ကိုစစ်လက်နက်တွေရောင်းချဖို့သဘောတူညီခဲ့ပြီးတရင်ပတ်အချို့ကြမှာလိုင်ကအပူဆောင်ကောက်ွက်ရေးစရိတ်တတ်မှတ်မဲ့ကိစ္စကိုကြေညာခဲ့တာပါနိုဝင်ဘာလဆန်းတုန်းကထရန့်ရဲ့အစိုးရဟောင်းဒေါ်လာတန်330ပို့စစ်လက်နက်ပစ္စည်းအစိတ်အပိုင်းတွေထိုင်ဝမ်စီရောင်းချဖို့ခွင့်ပြုပေးခဲ့ပါတယ်။လိုင်းကထိုင်ဝမ်ဟာတီတုံလို့နာမည်ပေးထားပြီး အလွာအစင်စင်နဲ့ခုခံနိုင်မဲ့လေချောင်းကောက်ွယ်ရေးစနစ်တစ်ခုကိုအကောင့်ထဲပေါ်နိုင်ပြီးအားထုတ်မှုတွေကိုလည်းအရှိန်အဟုန်မြင့်တင်သွားမယ်လို့ဆိုပါရယ်။သူပေးချင်းတဲ့တရင်စကားကရိုရှင်ချောင်းထိုင်ဝမ်ဟာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုတွေကိုအလေးထားအယုံစိုက်သွားမှာဖြစ်ကြောင်းတဖန်ပါလေနိုင်ငံရဲ့အနာဂတ်ကိုကောက်ွယ်ဆောင်ရှောက်ဖို့စိတ်သက်သက်ပြင်းပြမှုမှာထိုင်ဝမ်ကိုကဘာပေါ်မှာရှိသမျှတခြားဘယ်နိုင်ငံမှမမိနိုင်ကြောင်းလှိုင်းကပြောကြားသွားပါရယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။